တင်ဆက်ပေးသွားမှာကတော့ Spirituality in High Spirits လို့အမည်ပေးထားတဲ့ပကြီးပြပွဲအခမ်းအနားတစ်ခုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကိုအမှုပညာမှုကောင်းငယ်အဖွဲ့သားရောက်ရှိနေတဲ့နေရာကတော့ပလဲကွန်တိုမှာဖွင့်လှစ်ထားတဲ့ Studio Square ကိုရောက်ရှိနေတာပါ။ဒီနေ့မှာဆိုရင်တော့ပကြီးဆရာကမြန်မာနိုင်ငံရဲ့ဒီဘာသာရေးနဲ့ပတ်သက်တဲ့အယူအဆတွေ၊ဘာသာရေးနဲ့ပတ်သက်တဲ့ပကြီးကားတွေကိုလေ့လာနိုင်ဖို့အတွက်ရှင်းဆက်ထားပဲဖြစ်ပါတယ်။ဒါကြောင့်မို့အမှုပညာမှုကောင်းငယ်အစီအစဉ်ကနေပြီးတော့ရန်နာကအားလုံးလေ့လာနိုင်ဖို့အတွက်တင်ဆက်ပေးသွားမှာပါ။ Spirituality in High Spirits ပကြီးပြပွဲမှာပကြီးကားပေါင်း73ကတိတိပြတာထားပြီး Acrylic နဲ့ Animal ပကြီးစေးအမျိုးအစားများရေးဆွဲပြတာထားတာဖြစ်ပါတယ်ပကြီးကားရေးဆွဲမှုနဲ့ပတ်သက်ပြီး ပကြီးဆရာငိန်ကျန်စုက ခုလိုပဲပြောပြသွားခဲ့ပါတယ်ပြပြကန်လေးရတော့ကျွန်တော်တို့က ဟို2000တောင်းတော့ဆက်တော့3000လောက်လို့ရှိပြီကျွန်တော်တို့ဒီတင်ငယ်ချင်းကားကိုဆွေးလို့ရတယ်ကျွန်တော်တို့ဒီ member တွေအကုန်လုံးကတော့တစ်နှစ်ကို2ချိန်3ချိန်လောက်တော့ one show တွေလုပ်ကြတာပေါ့နော်တယောက်တစ်လဲစီပေါ့အဲ့ဒီပွဲကတော့ကျွန်တော်ကဒါ spiritual high spirits လို့နာမည်ပေးထားတာပေါ့ကျွန်တော်ကတော့ဒါ net ပွဲလေးအကြောင်းပေါ့ဗျာ net ကလေးတွေဟော spirit ဆိုတော့ကျွန်တော် net ဝင်တယ်ပေါ့ net ပေါ့ကျွန်တော်ဗမာပြည်မှာရှိရကျွန်တော်ဒီမီယိုးဗလာထုံးနှင်းစင်လာကိုးခွေတာရှိတယ်ဘုရားဘာသာရကိုးခွေတာရှိတယ်ဒါပေမဲ့ဒီဟာကလည်းကျွန်တော်အခြားတစ်ဘက်ကယုံကြည်မှု ော့အဲ့ဒါလေးကိုကျွန်တော်ကနေပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အခြားသောယုံကြည်မှုတစ်ခုကိုဒါကျွန်တော်တင်ပြထားတဲ့သဘောပါပဲ။ဟုတ်ကျွန်တော်ယူရချက်ကတော့အဓိကတော့ကျွန်တော်တို့ဒီမြန်မာယူရနှစ်ပွဲဆိုတာရှိတယ်။ကျွန်တော်တို့တောင်ပြုံးမှာဆိုလို့ရှိရင်နှစ်စဉ်ကျင်းပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီဒီကျွန်တော်တို့နေတဲ့မြို့တွေရွာတွေမှာလည်းကျွန်တော်တို့ဒီနတ်ကနာပေးတယ်ဆိုတဲ့အလေးချင်းရှိတယ်။ဆိုတော့အဲ့ဒီဥစ္စာလေးကကျွန်တော်တို့ရဲ့ဒါမြို့ဖလားပေါ့ကျွန်တော်တို့ traditional style လေးပေါ့နော်ကျွန်တော်တို့မြို့ဖလားဟို ပုံစံလေးတခုရှိတယ်အဲ့ဒါမှာကျွန်တော်ဒီဝစားဆင်ရင်ကြရတယ်နတ်ဒီကကြရတယ်ဆိုပဲကျွန်တော်အဓိကနတ်ယုံကြည်မှုကိုအဓိကထားတာမဟုတ်ဘူးသူတို့ဝစားဆင်ကြရတဲ့ပက်တန်တွေတော့တီးရမှုတ်ကြတယ်နောက်တော့ဒီဆိုင်းဝိုင်းတွေမျူစစ်တွေပေါ့နော်အတန်တွေနောက်ပြီးတဲ့အခါကျတော့အဲ့ဒီမှာထုံးညှီးတဲ့မွေးတိုင်းတွေပေါ့နတ်သားတိုင်းတွေတော့အဲ့လိုမျိုးတွေကိုကျွန်တော်ကနေပြီးတော့ပကြီဘက်ကနေပြန်ခန်းစားတာပေါ့နော်အဲ့ဒီလိုမျိုးတွေကျွန်တော်တင်ပြထားတာပါဗျာကျွန်တော်တို့ကတော့ပကြီပြပွဲလုပ်ပါတယ်ပကြီပြပွဲဆိုတာမြည်သူမဆိုလာကြည့်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ မြန်မာပကြီးကဘယ်အစင်းတန်းရောက်နေပြီလဲမြန်မာပကြီးဆရာတွေကဘလို့လဲပကြီးကားတွေကဘလို့လဲဆိုတာသိကြည်ရင်တော့ပကြီးပြကန်းကိုသာလာပြီးတော့ကြည်ပါကျွန်တော်တို့ပကြီးပြပွဲသည်ရုပ်ရှင်လိုမျိုးပတ်စံမပေးရပါဘူးလို့ပြောချင်ပါတယ်ခင်ဗျာပကြီးဆရာငင်းချန်းစုအနေနဲ့ဆိုလိုရှိုးပေါင်း16ပွဲပြသထားပြီးဂရုရှိုးများလည်းများစွာပြသခဲ့သူတို့ဖြစ်ပါတယ် Spirituality in High Spirits ပဒီပြပွဲကိုလည်းထူးထူးခြားခြားအနေနဲ့ပကြီကားများကိုပြသခဲ့တာဖြစ်ပါတယ်။ပကြီပြပွဲကို Studio Square မှာဇူလိုင်16ရက်နေ့ကနေဇူလိုင်25ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ရှင်။ ဲ့ဒါဆိုလို့ရှင်ရှင်းဆက်ပြီးတော့ပြောကြည့်ကြည့်လို့အမည်ပေးထားရုပ်ရှင်ဇာတ်ကားရိုက်ကွင်းပေါ်အရောက်လေးလာလိုက်ရအောင်ပါဒီဇာတ်ကားကိုဆိုရင်တော့ writer နေပိုင်းကနေပုံဖော်ထားပါတယ်တေးဥဆောင်နေအနေနဲ့ဖြုံးဝေစိုးနဲ့ပိုးအီးခန့်ပါဝင်ထားတာပါဒီဇာတ်ကားဆိုလို့ရှင်တော့လောင်းလို့လူငယ်ကြီးချားမှာအပြောများနေတယ်ဒီဇာတ်ကားဘန်းဇာတ်ကားတွေနဲ့ပတ်သက်ပြီးတော့သုံးထားတဲ့ခေါင်းစဉ်လေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပြောကြည့်ကြည့်ဆိုတဲ့ဇာတ်ကားရဲ့အနေထားမှာပါဝင်တဲ့တေးဥဆောင်နေအနေနဲ့ဘလို့အားစိုက်ထုတ်မှုတွေရှိတယ်နောက်ပြီးတော့ဒီဇာတ်ကားကနေပြီးတော့ပရိသတ်တွေပေးခြင်းနဲ့ message ကဘာဖြစ်မလဲဆိုတာကိုအခုပဲသူတို့လှုပ်ရှားနေတဲ့ရိုက်ကွင်းပေါ်အရောက်သွားလိုက်ရအောင်နော် နုပညာမောကောင်းငယ်စီစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့ချစ်ပရိသတ်တွေအတွက်ဒီကနေ့မှာဆိုလို့ရှိရင်တော့ဒရိုက်တာနေပါရိုက်ကူးပုံဖော်ထားတဲ့ပြောကြည့်ကြည့်ဆိုတဲ့ဗီဒီယိုဇာတ်ကားရဲ့ရိုက်ကွင်းပုံရိပ်တချို့ကိုပရိသတ်တွေအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီဇာတ်ကားထဲမှာဆိုလို့ရှိရင်တော့ဖြိုးငွေစိုးမင်းဦးမေတန်းနူပိုးကြီးခန့်နုနဲ့အတူတူဟာသာတိဥဆောင်များစွာပေါင်းဝင်ပြီးတိဥဆောင်လာကြတာပဲဖြစ်ပါရဲ့ရှင်ဒီကနေ့မှာဆိုလို့ရှိရင်တော့ဒီပြောကြည့်ကြည့်ဆိုတဲ့ဗီဒီယိုဇာတ်ကားရဲ့ရိုက်ကွင်းပုံရိပ်တချို့ကိုအနုပညာမောကောင်းငယ်စီစဉ်ရဲ့ရှူတင်မေကင်ကဏ္ဍနဲ့ပြီးတော့ပရိသတ်တွေအတွက်ခန်းစားနိုင်စေဖို့အတွက်အခုလိုပဲရိုက်ကူးတင်ဆက်ပေးလိုက်ပါရဲ့ရှင် ူဟန်ဆောင်ရမ်းမြိုက်ရှိဖဲ့ဒုနုဒီမဲဝင်ပြောတယ်ဒီမဲဝင်ပြောတာလားအဲဒီကားလေးမှာဂုံမင်းဦးရဲ့ဖြုံးငွေဆိုရယ်နောက်ပိုးဤခံမဆင်ပေါ့နော်အာအဓိကတော့ဟိုဟာတာဖန်စီလေးပါပဲဟောဂုံမင်းဦးနဲ့မဆင်เนี่ยမောင်နှမပေါ့နော်အရန်ချစ်ကြတယ်နောက်ပြီးတော့သူကဘိုးဘွားပိုင်အိမ်ပေါ့ဒီကလေးချောက်အိမ်ကိုသူကအဆောင်ဖွင့်ထားပါပေါ့ ။ဆောင်ဖွင့်တာဆိုတော့အဆောင်ကလည်း mainly ဆောင်နဲ့ယောက်ျားလေးဆောင်ပေါင်းထားတာပေါ့။ဖွင့်တဲ့အခါကျတော့တကယ်ကျတော့အဲဖြုံးဝေစိုးကသူ့ရဲ့တူမလေးပါလာတယ်။တကယ်ချင်းလည်းပါတယ်။အဲဆောင်မှာလာပြီးတော့နေကြတယ်။အဲ့လိုပဲပိုးဤခါကလည်းအဲဆောင်မှာသူ့ရဲ့တူလေးနဲ့ပေါ့တကယ်ချင်းလည်းလာနေကြ။လာနေကြရင်လည်းမှဒီနှစ်ယောက်ကမတည့်ကြဘူး။တက်ကြဘူးကိုကြီးခန်းတက်တက်လို့မြဲစားတယ်အော်နောက်ပြီးမှုအကြောင်းမှာပြဿနာကြီးဖြစ်ကြတယ်ကိုပြောကတော့အဲအသုံစားတာပေါ့ဖြစ်ကြတဲ့အခါကျတော့အဲမိဖို့လူရဲ့ပြဿနာကြီးပေါ့အဲ့လိုဖြစ်နေမှာဖြစ်ချင်တော့ ဟိုဘိုးကြီးခန့်ကိုဒီကအဆောင်မှုကိုမျိုးကတစ်ဖက်သက်ကြိုက်တယ်။အဲဒီငါဖြိုးကိုကြတော့မဆင်ရတစ်ဖက်သက်ကြိုက်တယ်။ကျန်းထဲမှာအလိုသူတို့နှစ်ယောက်ခလောက်ဆန်နေကြရတယ်ဒီမောင်နှမတွေစိတ်ဝင်꿰ပြီးတော့ဒီဆောင်ဒီဆောင်ကိုရောင်းမယ်ပြုတ်မယ်ဖြစ်ခါပြစ်ကြရခါကြတော့နောက်ဆုံးအဲဒီဘိုးကြီးခန့်နဲ့ကိုဖြိုးနဲ့ပြန်လဲပေါ့သူတို့မောင်နှမနှစ်ယောက်ချစ်ချစ်ခင်ခင်ဖြစ်ဖို့အတွက်ရနောက်တစ်ခုကတစ်ဖက်မှာလည်းအဲကိုဖြိုးကနေရတယ်တက်လာခြင်းအကြောင်းရင်းကသူက ဟိုအောင်မြင်တဲ့အသေးစရာတယောက်ဖြစ်ချင်တယ်။နောက်ပိုးကြီးခန့်ကလည်းနေရနေဘူလီရနေမှာသူကဘဲဟူဒီမှာရောက်မယ်ဆိုပြီးတော့တက်လာတယ်။ဒါပေမဲ့သူ့ရဲ့ဝါနာကအဆူတော်တယောက်ဖြစ်ချင်တယ်။အားကြောင့်သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့ဒီမောင်မောင်နှစ်ယောက်အစဉ်ပြေသွားအောင်လုပ်ပေးလိုက်တဲ့ဇက်လေးပါ။ เนี่ยပြောတယ်မှာလေကိုကြီးစိတ်ပူလာပြီစိတ်ပူလာပြီမှာပြောတော့စိတ်ပူလာပြီစိတ်ပူလာပြီဆိုပြောတော့ဒီကားလေးကတော့ဟာတာကားလေးပါပဲအကိုရဲ့မဆင်ရဲ့မောင်နှမပေါ့နော်အဆောင်ဖွင့်လာတဲ့မောင်နှမပေါ့အဲဒီအဆောင်ရောက်လာတဲ့မင်းသမီးအစ်စ်ကလေးပေါ့အဲကိုရောကတော့ခုမှစရရပူပိုးကြီးခံဆိုတော့နောက်တော့ဖြိုးငွေစုံနေပေါ့သူတို့ကအဆောင်ရောက်လာပြီးပြဿနာဖြစ်ကြတာပေါ့နော်အဲတော့အပျော်လေးပါပဲ

အဲ့ကိုမင်းကကြာညီမကိုသဘောကြအဲ့ရောက်ကကြတော့ဟိုကိုမတည့်တဲ့ဟိုလူဒီအဆောင်မှာမနေခြင်းတဲ့အတွက်ကိုကလည်းကိုကိုသဘောကြတဲ့လူကတ်ကိုဖြူကလည်းကိုသဘောကြတဲ့လူကတ်အဲ့လိုသဘောမျိုးလေးနဲ့ဟာတာကာပုံစံမျိုးလေးပေါ့